တရီချင်းစီများအားလုံးပဲမင်္ဂလာပါရှင်။လာမယ့်16ရက်3လ25ပေါ့နော်။လာမယ့်9ချိန်မြောက်အတွက်ပါနော်။ဒီကနေ့9ချိန်မြောက်အတွက်တဲတခွက်ကိုတွေ့ပြပေးပါမယ်နော်။ဒါဆိုပထမဆုံးအနေနဲ့ထိတ်ကိုအရင်ဦးဆုံးတိုက်ပြီးတော့ကြည့်ပေးပါနော်။ထိတ်ကဒီ139ရဲ့ နော်နောက်မှာရှိတဲ့ကိုပေါ့နော်ဒီကိုပါဒီကိုကဘယ်ကနန်းနေပေါင်းပါလဲဆိုတော့ဒီမှာရှိတဲ့နှစ်ရယ်ခွန်ရယ်နှလုံးပေါင်းမယ်ပေါ့နော်နှစ်နဲ့ခွန်နဲ့နှလုံးပေါင်းတော့ပေါင်းခြင်းကိုကိုညီမြချင်းကိုဆိုပြီးတော့ရထားတယ်เนาะဒါဆိုလို့ရှိရင်ဆက်ပြီးတော့သွားရအောင်เนาะ 900ဒီမှာရှိတဲ့300ပါเนาะ300ကဆိုရင်ဘယ်ကနန်ပေါင်းမှလဲဆိုတော့ဒီမှာရှိတာ3ခွန်နှလုံးပေါင်းမယ်3ရခွန်ရနှလုံးပေါင်းတော့ပေါင်းချင်း300 300ညီများချင်း300ဆိုပြီးတော့ရထားတယ်เนาะဒါဆိုရင်အခုနောက်တစ်ပင်ကိုဆက်ပြီးတော့သွားရအောင်ဒီမှာရှိတာက၄ပေါ့เนาะ၄ကဆိုရင်ဒီမှာလာမယ်ရှေ့ရဒီမှာလာမယ်ထိပ်စီးတစ်လုံးရနှလုံးပေါင်းမယ်ဆိုရင် ပေါ်အမူတိုင်းဆိုလို့ရှိရင် ကိုညီမြချင်းကိုတောင်ညာညီမြချင်းတောင်ညာဆိုတဲ့အတွက်ကြောင့်မလို့ဒီမှာကလေးညီမြချင်းလေးဖြစ်ကြမယ်ပေါ့နော်လေးညီမြချင်းလေးဖြစ်ကြပါမယ်ဒါဆိုရင်ရှေ့ရှေ့ပြီးသားပေါ့နော်နောက်တစ်လုံးနဲ့ပေါင်းလို့ရှိရင်လေးဖြစ်ချင်တယ်ဆိုတဲ့အတွက်ကြောင့်မလို့6ထည့်လိုက်မယ်နော်ရှေ့ရဲ့6ရဲ့နှလုံးပေါင်းရင်ဒီမှာလိုချင်တဲ့ပေါင်းချင်လေးဆိုတာကိုရလာပြီပေါ့နော်အဲ့ဒါကြောင့်မလို့6ဆိုပြီးတော့ထိပ်စီတစ်လုံး6ထိပ်ဆိုပြီးတော့ရထားပါတယ်နော်ဒါဆိုရင်အခုအလဲတိုင်းကိုဆက်ပြီးတော့သွားရအောင်နော် အလဲတိုင်းကိုသွားပါမယ်အလဲတိုင်းကဒီမှာရှိတာက6 3 9 ၃လုံးပေါင်းမယ်နော်၆နဲ့၃ညနဲ့ပေါင်းတော့၆၆ရဲ့ခွင်ရဲ့ပေါင်းတော့၃ပေါင်းချင်း၃ဆိုပြီးတော့ရထားပါလေနော်ဆက်သွားပါမယ်ဒီမှာခွန်၃ညခွန်ခွန်ရဲ့၃ညရဲ့ပေါင်းတော့ခွန်ခွန်ရဲ့ခွန်ရဲ့ပေါင်းတော့၄ပေါင်းချင်း၄၃ပြီးတော့၄ဆိုတဲ့အခါမှာအောက်ကိုဆင်းရင်တပွင့်တိုးသွားတယ်နော်၃၄ပြီးသွားလို့ရှိရင်ဒီမှာရှိတာခွန်ကိုဒီမှာလာမယ်အလဲတိုင်းတစ်လုံး၃လုံးပေါင်းမယ်ဆိုလို့ရှိရင်၃ အောင်ချင်းသုံးသုံးပြီးတော့လေးလေးပြီးတော့သုံးလုံးပေါင်းရင်၅ဖြစ်ကမယ်ပေါ့နော်ဒါဆိုရင်ခွန်ရယ်၉ရယ်နှလုံးပေါင်းတော့ပေါင်းချင်းက600ရယ်เนาะနောက်တစ်လုံးနဲ့ပေါင်းရင်5ဖြစ်ချင်တယ်ဆိုတဲ့အတွက်ကြောင့်မလို့6ထည့်လိုက်မယ်ခွန်ရယ်9ရယ်ပေါင်းတော့6 6ရယ်9ရယ်ပေါင်းတော့ဒီမှာလိုချင်တဲ့ပေါင်းချင်း5ဆိုတာကိုရလာမယ်เนาะအဲဒီတော့6အလဲတိုင်းဆိုပြီးတော့အလဲတိုင်းတစ်လုံးရလာပြီပေါ့เนาะဒါဆိုရင်ဒီဘက်မှာအခုအပိတ်ကိုဆက်ပြီးတော့ပြပေးမယ်เนาะ 863ရဲ့ဒီမှာရှိတဲ့8ပါเนาะ8 8ကဆိုရင်ဘယ်ကနန်းနေပေါင်းပါလဲဆိုတော့ဒီမှာရှိတဲ့9ရဲ့9ရဲ့နှလုံးပေါင်းတော့ပေါင်းခြင်း8အဲ့တော့8ညီများချင်း8ဆိုပြီးတော့ရတာပါတယ်เนาะဒါဆိုဆက်သွားရအောင်ဒီမှာရှိတာကခွန်ခွန်ပေါ့เนาะခုနှစ်ကကြတော့ဒီမှာရှိတဲ့သူ့ရဲ့အောက်မှာရှိတဲ့3ညခွန်နှလုံးပေါင်းတော့ပေါင်းခြင်းခွန်ဆိုတော့9ညီများချင်းခုနှစ်ဆိုပြီးတော့ရတာတယ်เนาะဒါဆိုရင်ဒီမှာရှိတာက3ပါဒီမှာလာမဲ့4ရဲ့ဒီမှာလာမဲ့ အပိတ်တလုံးရဲ့နှလုံးပေါင်းမယ်ဆိုရင်အပေါ်မှာ၈ညညချင်း၈ခုနှစ်ညညချင်းခုနှစ်ဖြစ်တဲ့အတွက်ကြောင့်မလို့ဒီမှာ၃ညညချင်း၃ဖြစ်ကြမယ်ပေါ့နော်အဲ့ဒါဆိုလို့ရှိရင်ကဏ္ဍလေးစာသွင်းပါမယ်နော်ဒီမှာရှိနေတာက၄ပါနောက်တလုံးနဲ့ပေါင်းရင်၃ဖြစ်စင်တယ်ဆိုတဲ့အတွက်ကြောင့်၉ထည့်မယ်၄ရဲ့၉ရဲ့နှလုံးပေါင်းတော့ဒီမှာလိုချင်တဲ့ပေါင်းခြင်း၃ဆိုတာကိုရလာပြီပေါ့နော်ကိုအပိတ်ဆိုပြီးတော့အပိတ်ကရတာပါတယ်နော်ဒါဆိုလို့ရှိရင်ညီမတို့ဆက်ပြီးတော့တွားရအောင်နော်3ဒီပါနာမည် 16ရက်3လ25ပေါ့เนาะ5ချိန်မြောက်မှာထည့်ကစားရမယ်ဒေတကွက်ကတော့6ထိပ်စီ9လေတိုင်းနဲ့9ဝပိတ်ပေါ့เนาะ6 9ကိုဆိုပြီးတော့ခဏလေးတကွာထွက်လာတယ်ပေါ့နော်ဒါကတော့ညီမရှာရတာကိုချက်ပြချင်းဖြစ်ပါတယ်ကိုတို့မတို့ကစိတ်တူမဲ့ချိုင်နေတတ်မယ်ဆိုရင်လိုက်ပြီးတော့ကစားကြပါနော်အားလုံးပဲလာမယ့်ပတ်မှာအဆင်ပြေကံကောင်းကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်ရှင်အားလုံးပဲကျေးဇူးတင်ပါတယ်ရှင်